စကိုင်းနမဲစားယုံနဲ့စမိတ်စာသွေးလန်းကြောင်ရမ်းရှမ်းနေတဲ့နေမြီဟာစကိုင်းတော်လန်စစ်စကလေးကရရဲ့ဆဆဘုံသေးခံနေရတဲ့နေမြီဟာလဲစကိုင်းငါးမြင်းစောင်းတွေနမဲတက်ဖိနှိမ်ခံနေရတာလဲစကိုင်းရန်သူဟာကြောက်သွေးနဲ့စစ်ကိုခင်းနေပေမဲ့စကိုင်းသားတို့တော်လန်သွေးဟာရှင်းမှန်ဝင့်လို့လေချောင်းရှန်လဲမတုံလှုပ် စစ်တံကိုအလူးလဲခံနေရတဲ့စကိုင်းဟာငလျင်တံကိုလည်းတမှုထူပြီးမမှုတော့ဘူးစစ်အာဏာရှင်ပင်ရင်အမြစ်ကိုဆွဲနှုတ်ချက်တောက်ပြဖို့စကိုင်းဟာ လောရန်ကို ရှင်ဖွင့်ကြိုးနေသလားဆုံးရှုံးစရာဆိုတာလဲအသက်ကလွဲပြီးမကြံတော့ဘူးညေကြံရင်ရပြီစစ်အာဏာရှင်သာ အမြစ်ပြတ်ပါစေဆိုတဲ့အညာသူအညာသားတော်လန်စကိုင်းသားတို့စိတ်ဓာတ်အားပေးစကားပင်မလိုအပ် တောင်နှမ်းမြေနဲ့မဟာမိတ်ဖွဲ့မန္တလေးနဲ့ရှင်ချင်းအဖိနိုင်လေရုံးထလေဇာမီအသွေးသားနဲ့ညို့မစကိုင်းသားတို့ဟီရိုဝင်ခီးဟာမကြရင်တနေ့ရောက်လာမယ်ငိမ့်စဉ်၁၄ရက်၄လ၂၀၂၅၅နိုင်၂၅ပြန်မှာရေးခွဲခဲ့တဲ့ကြပြားလေးဒီပါတယ်ရှင်